ားလုံးပဲမင်္ဂလာပါရှင်။နေအောင်နှွေး Audio Channel ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့စာရေးဆရာမမြတ်တန့်ရေးသားထားတဲ့လင်ကောင်းမရသောမိမများအကြောင်းဆိုတဲ့စာအုပ်ထဲကရုံရုံလေးရဲ့မမီဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။တီလေးကငငယ်လေးတည်းကကိုကိုတို့အိမ်ထဲအိမ်ချင်းကရက်နေခဲ့ကြတာ။တီလေးတို့မမီကကျောင်းဆရာမလို့ပြောတာထက်ဆိုင်ရင်တီလေးတို့ကကျောင်းဆရာမမျိုးလို့ပြောတာပုံမှန်လိမ့်မည်။မမီရောမမီဘက်ကမောင်နှမတွေအားလုံးကဒီမျိုးနဲ့ဒီမျိုးပတ်ဝန်းကျင်မှာ ကျောင်းဆရာကလွဲပြီးဘာမှမလုပ်စားတတ်တဲ့မျိုးရိုးလူတောင်ပြောလို့ရသည်တီလေးဖေဖေကတော့ကျောင်းထဲမှာအကုံဆုံးဆိုင်ဖွင့်ပါသည်ပုံမှန်နေနိုင်စားနိုင်ရုံစီးပွားရေးသမားမှုတီလေးတို့ညီမသုံးယောက်နဲ့တီလေးတို့မိသားစုလေးသည်ငငယ်တဲကပျော်ရွှင်အေးချမ်းတဲ့မိသားစုလေးပါပဲကိုကိုတို့မိသားစုကတီလေးတို့နဲ့ဘေးအိမ်မှာနေတာပါကိုကိုကတီလေးထက်ဆိုင်ရဲ့အသက်6နှစ်ခန့်ကြီးသည် သူ့အထက်မှာအမတယောက်ရှိပြီးမမကလည်းချစ်ဖို့ကောင်းတာပဲ။ ကိုကိုရောအိမ်ကတော့ကြက်တုံငရုတ်ပွဲယုံပိုင်ရှင်တွေမှုလို့တထေးတွေပါသူ့မမေကငငယ်တဲ့ကငွေကုံစာတတ်တဲ့သူဖြစ်ပေမဲ့ကိုကိုရောမမယောဂအေးစေပြီးတီလေးတို့ညီမတွေကိုချစ်ချစ်ခင်ခင်ရင်းနှီးနှီးရှိကြသည်ကိုကိုရောကချမ်းသာပေမဲ့မိသားစုကြတော့တီလေးတို့လိုမအေးချမ်းဘူးပြောရမည်ကိုကိုဖေဖေကမြပွေတက်သည်ကိုကိုမမေကဒါကိုသိပေမဲ့နောက်ပိုင်းကျတော့တိတ်ကြီးမဆိုင်တော့ပဲငါပစံမပါသွားရင်ပြီးရောနင်းကြိုက်တာနဲ့လှုပ်ဆူတဲ့ပုံစံနဲ့ သူလဲသုံးဖြုံပြီးပြောချင်အောင်ဆောင်နေရလို့မမီကတော့ပြောသည်မှတ်မိသလားမိသားစုနှစ်စုကြာကပြဿနာတွေကတီလေးခုနှစ်တန်းနှစ်မှာစတင်ခဲ့သည်ဖဖေးဆိုင်ကိုကုကူရုပွဲရုံကကုံလာပို့ပေးတဲ့မိမတယောက်နဲ့ဖဖေးနဲ့ညီဆွန်းကြသည်ဒီလိုဖြစ်နေတာကိုကုကူဖဖေးကတည့်ရက်နဲ့မတားသည့်အပြင်တမင်တကာမြောက်ပေးနေသည်ဟုမမီကတော့ပြောသည်ဘသူနဲ့ဘလို့ဖြစ်ဒီကူတာကူတော့တီလေးခကနနာမသိမမီပြောတဲ့လောက်သာသိသည်အဲ့ဒီပြဿနာပေါ်တော့ကိုကိုရဲ့မိမိကို မမေကသွားတွေ့ပြီးပြောပြသေးသည်ယောက်ျားဖောက်ပြန်တာဆန္ဒလာဤကိုလင်ကိုထိမ့်နိုင်ရင်ထိမ့်ပေါ့မထိမ့်နိုင်ရင်လည်းငါ့လိုငုတ်တုတ်ထိုင်ကြည့်နေလိုက်ပေါ့အချိန်တန်အိမ်ပြန်လာလိမ့်မပေါ့ညီလင်စီကပါသွားစရာပတ်စံလဲရှိတာကြာလို့ဆိုပြီးပြောလိုက်သည်တဲ့ကိုချင်းတိတ်ခါကိုတံမိုးထားတဲ့အတိုင်းဝမ်းကြမှာလူဖြစ်လာတဲ့မမေအနေနဲ့အိမ်တော်ရေးဖောက်ပြန်မှုကိုဘလို့မှလက်သိမခံနိုင်တော့ဖေဖေနဲ့ကြွားရှင်းခဲ့ကြသည်တီလူတို့တွေကကူတို့ဘေးအိမ်ကနေပြောင်းပြီးမမေတာဝန်ကျတဲ့ရွာမှာလိုက်နေခဲ့ရသည် ဒီလေတက္ကသိုလ်စတက်တဲ့နှစ်မှာကိုကိုနဲ့ပြန်တွေ့ခဲ့ပါသည်ကိုကိုတို့အိမ်ကပတ်စံရှိတော့သူတို့သားကိုအဆောင်မနေခိုင်းခဲ့တက္ကသိုလ်ကျောင်းရှိနာမှာအိမ်လေးတစ်လုံးဝယ်ပေးပြီးကိုကိုတယောက်တည်းနေပြီးကျောင်းတက်စေခဲ့သည်ကိုကိုကျောင်းသွားတဲ့အခါလဲတခြားတင်နန်းတွေဆက်တက်ရင်အဲ့ဒီအိမ်လေးမှာပဲဖုံးဆိုင်နဲ့မိတူဆိုင်တွဲဖွင့်ထားသည်တတူနဲ့လူရင်းပြောရရင်တော့ငယ်တန်ရောစင်ကလေးအခြေခံပြီးတက္ကသိုလ်ပထမနှစ်စတက်ချိန်မှာပဲတီလေးနဲ့ကိုကိုချစ်ခဲ့ပါသည်တီလေးနဲ့ကိုကိုချစ်နေကြပြီဆိုတာကိုဒုတိယနှစ်ဝက်လောက်မှာမမေတီသွားပါရော့ တီလေးကိုဆူတာမှမူးမိလောင်မတက်ပဲကိုကိုမှဘာပြစ်မှမရှိဘူးဆိုပေမဲ့ကိုကိုတို့မိသားစုနဲ့မပတ်သက်ချင်သောမိမိကြောင့်ကိုကိုရောတီလေးပါဆင်ညစ်ခဲ့ရသည်ငယ်စဉ်တည်းကတွေ့တာခဲ့သူမှုဘလောက်ခက်ခဲပါစေလက်တွဲမဖြုတ်ဘူးလို့တီလေးဘက်ကဆုံးဖြတ်ထားသလိုကိုကိုဘက်ကလည်းဒီလိုပဲခံယူမယ်လို့တီလေးယုံကြည်လေသည်တီလေးငငယ်တဲ့ကကိုကိုလက်ကိုဆွဲကရုပ်ရှင်သွားကြည့်နေကြမှု ခုလည်းချစ်သူခေါ်တဲ့သူတယောက်တည်းနေတဲ့အင်္ဂလီကိုမကြမကြလိုက်သွားဖြစ်သည်တစ်ခါတည်းရန်ကိုကိုအပြင်သွားတဲ့အခါမျိုးတွေမှာလည်း ဆိုင်သွားဆောက်ပေးခဲ့တာမျိုးလည်းရှိသလိုကျောင်းပည့်ရတွေကြတော့ကိုကိုကိုထမင်းဟင်းချက်ကျွေးခြင်းလို့ဈေးဝယ်ပြီးအဲ့ဒီအိမ်လေးမှာတီလေးပါသာရောက်သွားခဲ့တာမျိုးလည်းရှိသည်။အော်ညီရောက်နေရဦးငါကြားနေရတော့ကြပြီမပြောမရှိနဲ့နော်တကားမရှိဒါမရှိရေလုံးမနေနဲ့ငါကငါသားကိုမိမပေးစားတော့မှာညနေထားမှမှနဲ့ပြောပြီးပြန်သွားသည်။ကိုကိုပြန်လာတော့ငုံမဲမဲနဲ့တီလေးပြောပြသည့်အခါတီလေးကိုမမေကစသွားတာနေမှာပါ။ ကိုကိုတော်ဖုံးဆက်ပြီးစနေသေးတယ်မိမယူတော့မှလားဆိုပြီးတော့ကိုကိုကနှစ်သိမ့်သည်အဲ့နောက်ပိုင်းတီလေးတတရားနှစ်ဆောင်မေးပွဲနီးလာလို့ကိုကိုနဲ့တိတ်မတွေ့ဖြစ်ဆောင်မေးပွဲနီးလို့အိမ်ပြန်တော့ကိုကိုကပဲကားကိတ်ပြန်ပို့ပေးခဲ့သည်ရွာကိုပြန်ရောက်ကလေးကမနှစစောပြုတ်လာတို့အန်ချင်နာတို့ခဏခဏဖြစ်လာသည်စီစစ်တန်လေးဝယ်ပြီးကိုဝင်ရှိမရှိစီစစ်ကြည့်တော့အနီစင်းလေးနှချောင်းတွေ့ရသည် မနေ့ကင်းတွေမှာအန်နာပြုတ်လာတွေကိုဆောင်မေးပွဲမတိုင်ခင်ကလေးကအစာအိမ်နာပြန်ထနေတာခုတိမသက်သာသေးဘူးမမေ့ကိုဖီးထားရသည် စိုးရိမ်မှုများလို့ဖြစ်သည်ဟုထင်ပြီးမြမလေးတွေကစိတ်တောင်ပူနေကြသေးသည်။ဒါပေမဲ့တီလေးဘက်ကစိတ်မပူခဲ့ပါ။ကိုကိုကတာဝန်တည်တဲ့ယောက်ျားမိကောင်းဖခင်သားသမီးအစစရရာပြည့်စုံသူဖြစ်တဲ့အပြင်ငယ်တန်ရောက်စီနေကြောင်ဘလို့မဆိုတီလေးကိုတာဝန်တည်တည်နဲ့လက်ထိုက်လိုက်မည်ဟုယုံကြည်သည်။ကျောင်းပြန်ဖွင့်ရကြမှဖွင့်ပြောတော့မည်ဟုတွေးထားသည်။အတွေ့ထဲမှာတော့ကိုဝင်ရှိပြီးပြောလိုက်တာနဲ့ကိုကိုများပြောသွားမလားလို့တောင်တွေးထင်မိသည်။ကျောင်းပြန်ဖွင့်တဲ့ညနေခင်းမှာပဲကိုကိုကဆိုင်ကယ်လေးနဲ့တီလေးနေတဲ့အဆောင်ကိုလာခေါ်ပါသည်။ ထုံးစံအတိုင်းသူ့ဆိုင်လေးစီရောက်တော့ထိုင်တီလေးကိုကိုကိုပြောပြစရာရှိလို့တိတိကျကျနားထောင်တော့တဲ့ကိုကိုကိုတီလေးလည်းပြောစရာရှိလို့ကိုကိုလည်းတိတိကျကျနားထောင်ဒါပေမဲ့ကိုကိုအရင်ပြောတီလေးနောက်မှပြောမယ်ကိုကငယ်သူဆိုပေမဲ့အလျှော့ပေးအလိုလိုက်ပြီးတီလေးကချစ်ခဲ့တာပါကျောင်းပေးရက်တွေမှာမတွေ့ရတာကြာလို့လွမ်းနေလို့လာတော့မသိဘူးအဲ့ဒီနေ့ကကိုကိုမျက်နှာဖြူစင်တက်ပြတ်ပြီးပူကြည့်ကောင်းနေပါရောလားကိုကိုလက်ထပ်ဖို့အိမ်ကစီစဉ်နေပြီးတီလားဟမ်ဘလို့တီသွားရလဲမစက်ကရောင်ပြီးထွက်ပြီးမှ မဟုတ်သေးပါဘူးငါမှလုံးဝဖွင့်မပြောရသေးတာငါနဲ့စီစဉ်တာတော့မဖြစ်နိုင်ဘူးလို့ပြန်တွေးရင်တုံတုံရင်နဲ့ဆက်မေးလိုက်မိသည်ဘသူနဲ့လဲကိုကိုဒီလေးသိပါတယ်ငငယ်လေးတည်းကကိုကိုတို့အိမ်လာလဲနေကြပဲလေအနီဝင်နေရဲ့သမီးဟိုကော်ပတ်ရုပ်လေးနဲ့တူတဲ့ကောင်မလေးချယ်ရီမီအော်အဲ့ဒါဆိုတီလေးတို့မိကြကပဲဒီနေ့မှចောင်းပြီးသွားတဲ့အတန်းနဲ့ကကွင်းပေါ့နော်။음ဟုတ်တယ်။ကိုကိုမျက်နှာကြည့်ရတာအလိုမကျလို့စိတ်ရှုံနေပုံလုံးဝမပေါ်။သူကပပပပပြောထွက်နေပေမဲ့တီလေးမှာတော့ချေးဆေးတွေပြန်လာပါလိမ့်ရော မရဘူးကိုကိုတီလေးမှာကိုဝင်ရှိနေပြီဟာဘလို့ဖြစ်နိုင်မှာလဲကိုကိုအမြဲကိုနှုံးသုံးခဲ့တာကြီးကိုညမများဆက်မှာနဲ့တီလေးရလူကြီးတွေအားလုံးစီစဉ်ပေးနေပြီမို့ကိုကိုသားမိုက်မဖြစ်ချင်ဘူးတီလေးညံများတာမဟုတ်ဘူးကိုကိုတကယ်ကိုဝင်ရှိနေရကျောင်းပည့်ရတွေတော့ငါဖုန်းနဲ့ပြောရင်အင်္ဂါတရရောက်ကြားသွားမှာဆိုလို့လူချင်းတွေ့မှပြောမယ်လို့စဉ်းစားခဲ့လို့ခုမှပြောတာပြောရင်တီလေးအတန်တိမ်ဝင်သွားသည်လုံးဝမဖြစ်နိုင်ဘူးကိုနဲ့ရတဲ့ကိုဝင်လုံးဝမဟုတ်ဘူးကိုကိုနဲ့မရလို့ဘယ်သူနဲ့ရရမှာလဲ တီလေးမှာကိုကိုကလွယ်လို့ယောက်ျားလေးတငယ်ချင်းမပြောနဲ့မိန်းကလေးတငယ်ချင်းတော့သိမရှိတာကိုမဟုတ်ဘူးတီလေးကိုနဲ့မဖြစ်နိုင်ဘူးကိုကိုနဲ့မဟုတ်လို့ဘသူနဲ့ဖြစ်နိုင်မှာလဲပြောလဲပြောငိုလဲငိုဖြစ်လာသည်ငိုချလိုက်တဲ့တီလေးကိုခါတိုင်းလိုချော့ဖို့နေနေတသားမျက်လုံးတော့လွှဲလိုက်သေးတာဒါတော့တီလေးကိုတီလေးအတီဆုံးဖြစ်မှာပါကိုကိုပြောချလိုက်တဲ့စကားတန်အဆုံးမှာတငယ်ချင်းနဲ့ကဘာပြင်ဘက်ကိုလွင့်ထွက်သွားတယ်လို့ခံစားလိုက်ရသည်အဆောင်ပြန်ရောက်ပြီးနောက်နေ့တွေမှာတော့ကိုကိုလက်မထက်ဖြစ်အောင်ဘသူကိုအကူအညီတောင်းရင်ရနိုင်မယ်ဆိုတာတွေးနေမိသည် အဲ့ဒီနောက်ပိုင်းကိုကိုကိုတိတ်ဆက်တယ်လို့မရတော့ပါရန်ကုန်သွားပြီးတင်းနှန်းတက်တယ်တဲ့ဒီလေးဖုန်းခေါ်ရင်လည်းတစ်ခါတည်းမှပဲ깟ပြီးစကားပြောရင်လည်းမမြန်ပြပြနဲ့စိတ်ညစ်တယ်ဆိုတဲ့အကြောင်းတွေကြီးပဲပြောနေရမှုနှစ်ယောက်တူမှားကြတဲ့ကိစ္စတွေမှာတော့ဒီလေးကမျက်နှာငယ်ခံပြီးသူ့ကိုပြန်ချော့ပြောနေရတဲ့ဘဝပါဒါပေမဲ့နောက်နေ့တွေမှာဒီလေးထပ်ရှင်းပြရင်လက်ခံလာနိုင်ပါတယ်အခုက तू စိတ်ရှုပ်နေလို့နေပါပါလို့ကိုဘာသာပဲနှစ်သိပ်ပြရပြီးတစင်ချင်းဘာတွေလုပ်မယ်ဆိုတာကိုစဉ်းစားနေခဲ့ပါသည်ကိုကိုမမီကိုကိုယ်တိုင်သွားဖွင့်ပြောပြီးတောင်းပန်ရမှာပဲ ဒါနဲ့တွင်အဆင်ပြေသွားနိုင်ပါတယ်။သူကိုယ်တိုင်လည်းတီလေးကိုကိုကိုအိမ်မှာတွေ့ဘူးခဲ့တာမှမယုံကြည်နိုင်စရာမရှိတာ။နောက်ဆုံးမရတော့ဘူးဆိုရင်တော့ကိုကိုနဲ့လက်ထပ်မဲ့သူဟိုမမချယ်ရီကိုပဲသွားပြောပြပြီးတောင်းပန်ရတော့မှာပေါ့။မိန်းကလေးတိုင်းကိုချင်းစာနိုင်မဲ့ကိစ္စမျိုးဆိုပြီးကိုကိုကိုအားပေးနေမိပါသည်။အဲ့ဒါလိုစီစဉ်ချပြီးသူ့အမေကိုတွေ့ချင်ပါတယ်ဆိုပြီးဖုန်းဆက်ခွင့်တောင်းခဲ့ပါသည်။မအားလို့မလာနိုင်ဘူး။တွေ့ချင်ရင်သူ့အိမ်ကိုလာတွေ့ပါဆိုလို့တီလေးတယောက်တည်းသူ့မျိုးကိုလိုက်သွားသည်။သူကတီလေးတကယ်လိုက်မတွေ့ဘူးလို့ထင်နေခဲ့တာပါ။ န်နီသမီးမျိုးတွေကကားဂိတ်မှာရောက်နေပြီအန်နီတို့ရင်လာခဲ့ရမလားဆိုပြီးဖုန်းဆက်လိုက်တော့မှဟဲ့အိမ်လာလို့ပဲဖြစ်မလဲဆိုပြီးကားဂိတ်နာကဆိုင်ဆိုင်ကိုချိန်ပါသည်နှစ်နိုင်ကျော်တယောက်တည်းထိုင်ဆောင်နေခဲ့ပြီးမှသူ့မိမိရောက်လာပါသည်တွတ်တွတ်ချင်းပင်ညီအေကြီးကြီးကျယ်ကျယ်တွေချိန်လာချက်လာလုံနေရဘာရီများကိစ္စရှိရမှာမို့လဲရှောက်ရှောက်ရှက်ရှက်အေးအိမ်မှာလုံများကများနေတဲ့သမီးအိမ်ကိုလာခဲ့မလို့ပါအန်နီအန်နီကဒီမှာစောက်ဆူလို့ပါအိုးလာလို့ရမလားပြောဘာပြောမလို့လဲဟိုလေကိုကိုကိုလက်ထပ်ပေးတော့မလို့ဆိုတာတကယ်လားအန်နီ မီးမကူကူနဲ့ရတဲ့ကိုဝင်ရှိနေပြီ။ဟဲတကယ်ပေါ့။ချယ်ရီလိုဂုံတီရရှိမိကောင်းဖခင်သားသမီးကိုရှောက်ပြောเสียလားနောက်เสียလားလို့။ဒီလေးပြောတဲ့စကားနှခုမှာရှေ့တခုံးကိုသားကြပြီးနောက်ကစကားကသူ့နားထဲမဝင်သွားလေရောလား။နောက်ကစကားလုံးအတွက်လုံးဝမတုတ်ပြန်ပါလား။ဒီလေးခေါင်းနှပန်းတွေကြီးလာပြီးလူလဲရှိန်တိန်ဖိနေအောင်ဖြစ်လာသည်။ဟိုလေးအနီသမီးအန်ထရာဆောင်ရိုက်ကြည့်တာကိုဝင်ကငားလာတယ်ဝင်နေပြီမို့။အနီကိုအကူညီတောင်းတာပါနော်။သမီးတို့ကိုလက်ထပ်ဖို့ခွင့်ပြုပေးပါနော်။ အဲ့ဒါကတော့ညီတို့ကိစ္စညီတို့ဘာသာဖြည့်ရှင်းကြလို့ပဲပြောရမှာပဲငါတို့ကအတိပေးပြီးဖြစ်ခဲ့တဲ့ကိစ္စတွေမဟုတ်ဘူးညီတို့ကညီတို့ပြည့်လေသည်ဖြစ်စေမပြည့်လေသည်ဖြစ်စေလူကြီးတွေကတော့လူကြီးချင်းပြောထားတဲ့စကားတရားထင်ရမှာပဲဟေးအေးမြဟေးအေးမြလောင်းတီလေးကိုစကားပြောနေရင်ကဆိုင်ရှိဖြစ်သွားတဲ့မြို့သမီးတယောက်ကိုဆိုင်ထဲကနေလှမ်းခေါ်ရင်နောက်နှစ်လလောက်နေသူသားမင်္ဂလာဆောင်မှာဖြစ်ကြောင်းမြို့တော်ခမရဲချင်းရဖို့အတော်ကြက်ကြောင်းသူချွေးမသည်အလွန်ချောအလွန်တော်ပြီးချမ်းသာတဲ့မိဘကပောက်ဖွားတာမို့ သူတို့ဘက်မှလည်းမင်္ဂလာပွဲတစ်ပွဲချိတ်ချိတ်တဲသွားစီစဉ်ပေးရမယ်လို့ဖက်ဖက်မောနေကြောင်းတီလေးရှိမာတွေဝါဝါဟာနဲ့ပြောနေခဲ့ပြီးတီလေးကိုတော့နှုတ်မဆက်ပဲထိုမျိုးသမီးနဲ့အတူထပ်ပြန်သွားသည်တီလေးဘယ်ကားပေါ်တက်ပြီးဘယ်လမ်းကနေကြောင်တက်တဲ့မျိုးကိုအဆောင်ကိုပြန်ရောက်ခဲ့တရာမမှတ်မိညကြတော့ကိုကိုအမိကဖုန်းဆက်ပြောသည်သူသားနဲ့ရတဲ့ကိုဝင်ဆိုရင်လည်းဖျက်ချလိုက်တော့လိုရဲစရိတ်သူပေးမယ်တဲ့အန်အောလို့လို့ဘာပြန်ပြောရမလဲတောင်တေချာမမှတ်မိတေချာမှတ်မိလိုက်တာကအိနေညကကိုကိုစီဖုန်းခေါ်တော့ အဲ့ဒီအချိန်ကစပြီးတီလေးဆက်သွယ်နေကြဖုန်းကရာသက်ပံပိတ်သွားခဲ့တာပါကိုကိုနဲ့ဓာတ်ရိုက်ဆက်သွယ်ပြတ်သွားခဲ့ပြီမဲ့ကိုကိုတငယ်ချင်းတွေအားလုံးဒီပါတီလေးကိုတည်နေတဲ့အတွက်သူတငယ်ချင်းတွေကလည်းတဆင့်တီလေးဆက်သွယ်ခြင်းရနိုင်ပါသေးသည်ငယ်တန်ရောစင်ကြီးတက်တက်နဲ့သာချိန်ထိုးကြည့်ရင်တော့ကိုကိုကတော့တီလေးဘက်ကအလေးသာပေးလိမ့်မယ်လို့ယုံကြည်နေစေနောက်ခြေတလန်းအနေနဲ့သူလက်ထက်မဲ့မမချယ်ရီကိုစုံစမ်းကြည့်ရသည်သူမကိုစုံစမ်းရတော့မခက်သွားတွေ့ဖို့သာခက်ရတာចောင်းတူမေဂျာတူအခြေတည်င်းကြီးတဲ့ရွှေမင်းသမီးဖို့ ဆက်သွယ်ဖို့ဖုန်းနံပါတ်ကိုခဏအတွင်းမှာစုံစမ်းလို့ရပါမယ်။ကြားရသည့်တဲ့င်းကတိတ်မကောင်း။တော်တော်မာနကြီးရဲ့တထေသမီးတယောက်တဲ့။သွားတွေ့ဖို့တွန်းဆုံမိပါမယ်။သူမာနကြီးတော့လေဒါမျိုးဆိုတာကသူမာနကိုထိခိုက်နိုင်တဲ့ကိစ္စမျိုးမှုချက်ချင်းတော့မင်္ဂလာပွဲဖျက်ပြစ်နိုင်သွားသေးတယ်လို့ကိုဘသာအာပေးရင်အာမူရင်နဲ့ကိုဝင်လဲငါးလကျော်လာသည်။မစားနိုင်မတောက်နိုင်တဲ့ဗိုက်ကြီးနာကြောက်ပဲလား။စိုးရိမ်စေးကြောက်ပဲလားမသိ။ဒီလေးတအားပိန်ဆင်းသွားသည်။ကြောင်းလဲမမှန်မတတ်ဖြစ်တော့ဒီလေးဘက်ကချယ်ရီနဲ့သွားမတွေ့ခင်အတွင်းမှာပဲ။ တညက်နေခင်းမှာဆိုင်မစင်းပုံမစင်းနဲ့ကုကုအမေကိုယ်တိုင်အဆောင်ကိုရောက်လာပြီးမင်္ဂလာဆောင်ဖိတ်စာနဲ့ငွေနှသိမ်းပေးသွားသည်ညနေခင်းအဲ့တွေ့ချိန်မှုအဆောင်ဧကန်းမှာလူစီနှုံးမှုတီလေးဘာမှမပြောမိခဲ့စိတ်ကူးထဲမှာဖိတ်စာကိုဆွဲဖြဲပတ်စံတုံနဲ့ဖွားကြီးမျက်နှာကိုပြစ်ပေါက်နေခဲ့ပေမဲ့တကယ်တမ်းကျတော့လူတော်နောက်ပြန်လည်းမကြသွားအောင်နီးရနေရန်ကိုမှီပြီးမနေထိန်ထားခဲ့သည်နောက်နှစ်လလောက်မှဖြစ်မည်ဟုဟိုတနေ့ကပြောခဲ့သည့်ကိစ္စကိုနှစ်ဖက်တွင်စီစဉ်ခဲ့ကြပြီးမတက်နိုင်တဲ့အဆုံးရှေ့မျက်နှာနောက်ထားကကိုကိုရဲ့အရင်းနှီးဆုံးတငယ်ချင်းဖြစ်တဲ့ ကိုကျော်ကအကြောင်းဆုံးဖွင့်ပြပြီးကိုကိုနဲ့တွေ့ချင်ကြောင်းရှင်းပြပေးစီချင်ကြောင်းပြောသည်ကိုကိုကအတွေ့မခံတော့မချယ်ရီနဲ့တွေ့ပြအောင်10မိနစ်15မိနစ်လောက်ဖြစ်ဖြစ်စီစဉ်ပေးပါလို့မျက်ရည်ကန်ထိုးတောင်းပန်ရသည်ကိုကျော်စီစဉ်ပေးလို့ချယ်ရီမင်းနဲ့ဆိုင်တဆိုင်မှာတွေ့ဖို့အဆင်ပြေခဲ့သည်အဲ့ဒီပြအစာပြက်မှုစုပ်တီးစုပ်ဖက်ရိုင်နေနေဖြစ်နေတဲ့တီလေးကိုအထင်သေးတယ်လို့နှိမ်တယ်လို့မျက်လုံးတွေနဲ့ဝေးကြည့်ပြီးတီလေးဘက်ကဘာစကားမှမပြောရသေးခင်မှာပဲကိုစီနဲ့တို့ရဲ့မင်္ဂလာပွဲကိုဘလို့အခြေအနေမျိုးဘလို့အတားဆီးမျိုးကမှဖြစ်စည်းနိုင်မှာမဟုတ်ဘူး ရှူပြောချင်လုံလို့ဆိုတာမျိုးရှိရင်လည်းပြောပေါ့။ဒါပေမဲ့ပြောတာမပြောတာကရှုပိုင်းရှုံနာမြုံနာကကို့ပိုင်းပဲလေ။နင်ပါပြောပြောငါမယုံဘူး။နင်ပါပြောပြောငါမယုံဘူးဆိုလိုက်တာမို့တီလေးလေးထုတ်ပြောမနေတော့ပါ။ကိုကိုတို့သားမိသည်သူ့ကိုဘလို့အယုံသွင်းတွေးထုတ်လိုက်တာလဲလို့တွေးမိသည်။ကိုကိုနဲ့ထပ်တွေးဖို့လဲဘလို့မှစူးစမ်းလို့မရတဲ့ဆုံးမှာတီလေးမမေကိုပဲအကူအညီတောင်းရတော့သည်။မမေကိုသူတို့မိသားစုကိုတွားပြောပေးဖို့ဖွင့်ပြောတဲ့အခါသူတို့လူစိတ်မရှိတာသိလို့ကြီးကိုကိုစီနဲ့တရင်ကိုစားပြီးကြတဲ့ကငါအခါခါတားတယ် အခုတော့ပတ်ဝန်းကျင်မှာငါတို့တမျိုးလုံးလဲဘလို့မျက်နှာမျိုးနဲ့ရွာမှာဆက်နေကြမလို့လောရက်လိုက်တာတီလေးနင်းညမရီရောနင်းဖွာရောရွာထဲလမ်းမလျှောက်ရေမဖြစ်စေချင်ရင်အဲ့ဒီဘိုက်ထဲကကလေးကိုတသက်လုံးငါရင်မခေါ်ခဲ့နဲ့တဲ့လူမဆန်နဲ့ဖျက်ချလိုက်ပါဆိုတဲ့စကားတော့မပြောချင်ပါဘူးဒါပေမဲ့အဲ့ဒီမျိုးတွေကကလေးကိုငါတို့အိမ်ပေါ်ခေါ်တင်မလာနဲ့နင်းကြောင့်နင်းညမရီခေါင်းမော်ပြီးလမ်းမလျှောက်ရေအောင်နင်းဖွာအသေးဆုံးအောင်တော့မလုပ်နဲ့နင်းအကြောင်းဒီမိသားစုမှာဘယ်သူမှမသိရငါလျှို့ဝှက်ထားပေးမယ်အဲ့ဒါငါလုပ်ပေးနိုင်တဲ့တခုရီးတော့အကူအညီပဲရှင်းနေငါမှထောင်လုံးလုံးကြလေသည် မမေးကိုဖွင့်ပြောတိုင်ပင်လိုက်ကမှအိမ်မာတော်မိသားစုဝင်အလုံးကိုအတိမခံရဆိုတဲ့အနေထားမျိုးရောက်ကုန်မကစိတ်ဆိုးပြီးလက်ကုံတော့ခါတိုင်းပို့နေကြပတ်စံမှာဖျက်လိုက်သည်တီလေးအတွက်နောက်ဆုံးဆွဲလို့ရမယ့်ကောက်ရိုးလေးတမြင်ဟာကိုကိုပါပဲကိုကျော်ကိုပဲရှေ့မျက်နှာနောက်ထားပြီးအပူကက်ခါအကုန်ဖွင့်ပြောပြပြီးကိုကိုကိုလက်ခေါ်ထိုင်းမှုအကူအညီပတ်တောင်းရတော့သည်ကိုကိုကိုတေချာရှင်းပြပေးပါကိုကျော်ရဲ့နော်သာသူကလေးမဟုတ်ခဲ့ရင်မိဖွားရင်နဲ့တောင်တီလေးတည်သွားပါစေလို့ကြင်ရဲပါတယ်လို့ကိုကျော်ကလည်းသူကူညီပါမယ်ဂတိပေးပါသည ဒါပေမဲ့နောက်နှစ်ရက်ခန့်မှာတော့ကိုကျော်ကတန်လွင်ကမြင့်မှုမြင့်တာနားခူရဆိုတဲ့ဂီဟာနဲ့လိစာရဲ့ဖုန်းနံပါတ်ကိုပေးပါသည်ညီမလေးနင်းဒီဂီဟာကိုဆက်သွယ်လိုက်ညီမနင်းတော့မဟုတ်ဘူးငါတောင်းဒါကိုစီပေးတာမဟုတ်ဘူးနော်ငါမဟုတ်ဘူးတဲ့ကငါခွဲပေးတာနင်းခီးစိတ်သုံးမှုငါကိုစီကိုအားလုံးရှင်းပြပြီးပြီမှုသူလာခြင်းလဲလာလိုက်မပေါ့ဒါပေမဲ့သူမလာခဲ့ရင်လဲအဲ့ဒီနေရာမှာသွားမွေးလို့ရအောင်ဆက်သွယ်ထားလိုက်ပေါ့တဲ့ကိုကျော်ပေးတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးအဲ့ဒီကဆီယာမကိုအကြောင်းဆုံးရှင်းပြပြီး ခလေးလာမွေးပြစီလို့တောင်းပန်ခဲ့ပေမဲ့ရှင်ထဲမှာတော့ကိုကိုဒီလောက်ထိလောက်ရမှာမဟုတ်ပါဘူး။သူငါ့ကိုလာခေါ်มาပါလို့ယုံကြည်နေခဲ့မိတယ်။မျှော်လင့်နေစေပါ။တကယ်ဆိုကိုကျော်ကခေရသွားဖို့ခီးစိတ်လို့ပြောတာဟာကိုကိုမလာတော့ဘူးလို့ပြောရနဲ့အတူတူပဲဆိုတာတိလေးတိတင်တာပေါ့။တိလေးတိတ်ချခဲ့တယ်လို့သိရခဲ့သည်လေ။ချစ်သူကိုယုံကြည်လွန်းတဲ့တိလေးဘယ်ချိန်ထိကိုကိုကိုထိုင်ဆောင်နေခဲ့တယ်လဲသိလား။ကိုကိုမင်္ဂလာဆောင်ပြီးသွားတဲ့ညနေအထိပါပဲ။အဲ့ဒီမင်္ဂလာပွဲပြီးတဲ့ညနေကျမှ ကိုကိုလုံးဝမလာတော့ဘူးဆိုတာသိချသွားပြီမို့ရန်ကုန်သွားတဲ့ကားပေါ်တက်ခွန်နားရဆိုတဲ့ခရရှိတဲ့အရက်ကိုဘူဝေအိုးဝါနဲ့ခီးဆက်ခဲ့ပါသည်ကိုကိုတို့လင်မယားနှစ်ယောက်လဲလက်ထပ်ပြီးတာနဲ့စင်ကာပူမှာကြောင်းတက်ဖို့ဆိုလားအလုံးလုံးဖို့ဆိုလားထွက်သွားကြသည်လို့ကြားသိလိုက်ရသည်